အားလုံးမင်္ဂလာညာချမ်းပါတန်းငယ်ရဲ့2 3D live show လေးရနေပြန်လည်ပြီးတော့ချိုးဆိုလိုက်ပါတယ်မနေ့ဖြန်3ရက်10လ2025 12နာရီ10မိနစ်တောက်ကြနေ့နော်ဒီနေ့ကျန်တာ brain is နော်မနေ့ဖြန်တောက်ကြနေ့3ရက်10လ2025 12နာရီ10မိနစ်အတွက်အားလုံးကို live show လေးတက်ပြပေးခြင်းဖြစ်ပါတယ်တန်းငယ် live show ကနေအားလုံးကိုပြန်လည်ပြီးတော့ချိုးဆိုလိုက်ပါတယ်အားလုံးပဲမင်္ဂလာညာချမ်းပါနော်ထိုင်စင်းနောက်ပိတ်လေးတက်ပြပေးမယ်60နှစ်အောင်တယ်တော့တချို့တွေကမသိဘူးเนาะ Facebook မှာလည်းအောင်မြင်တယ် ဒါ Facebook မှာဆိုရင်လဲနာနောက်ကျမှ YouTube ကိုဗီဒီယိုလေးပြန်တင်ပေးတာနော်ညနေရတော့တန်းငယ်လို့ YouTube ကကိုရီမာရီနော် Friday လေးပဲရလိုက်တယ်ဗျာနော်လုံးဝ9ဘိုင်ကိုင်းတယ်65ဆိုရင်တော့ပါအောင်မယ်နော်65ဆိုရင်တော့ကျွန်တော်တို့ပါအောင်မယ်65ကနေတဝင်းတက်ပြီး66ဖြစ်သွားတယ်သူက66ဆိုတော့9ဘရိတ်ပေါ့နော်9ဘရိတ်9ဘရိတ်တစ်ချက်ပဲမှန်လိုက်တယ် Friday က3ည9ဘရိတ်ကို9ဘူးတကွာကောင်းပေးတာညနေရနော်3ည9ဘရိတ်ကို9ဘူးတကွာကောင်းပေးတယ်သူက66ဆိုရင်9ဘရိတ်ပဲမှန်လိုက်တယ်နော်လုံးဝ9ဘိုင်ကိုင်းတယ်လွဲသွားတယ်ဗျာ အာကျွန်တော်တို့မနက်ပိုင်းကတော့ကျွန်တော်ကမှအများအဲ့ဒီတစ်ချောက်ထိတ်ကိုနှစ်ခွန်လေးအပိတ်နဲ့နော်အဲ့ဒီတစ်ချောက်ထိတ်ကိုမှနှစ်ခွန်လေးအပိတ်နဲ့အဲ့ဒီမှာ60နှစ်ဆိုပြီးအောင်မြင်လို့ရတာနော်တစ်ချောက်ထိတ်စီနှစ်ခွန်လေးပိတ်ကို60နှစ်တဲ့နော်တဲ့တဲ့နော်ညနေရတန်းငယ်လိုင်ရှိုးမှာပြောပါတယ်ဒီဒါဒီဒီလိုင်ရှိုးမှာအဲ့ဒီညနေမကြိုက်ဘူးလို့ပြောရတယ်နော်မကြိုက်ဘူး short ထိုး short ထိုးတကွက်ကောင်းလောက်ကိုပဲတင်းတင်းတင်းကျန်တာတွေကုန်လုံးကို short ထိုး နော်တန်းငယ်မကြိုက်ဘူးတန်းငယ်ကြိုက်တာထိုင်စင်းနောက်ပိတ်လောက်ပဲတန်းငယ်အာတိတာထားတာကျန်နေရတာကျန်လာရတန်းငယ်ပပလေးပဲကစားတာတန်းငယ်ဘလောက်ပဲလုံးဝိုင်နေကောင်းကောင်းဘလောက်ပဲလုံးဝိုင်နေရမ်းကောင်းနေပဲတန်းငယ်အာတိတာထားတာထိုင်စင်းနောက်ပိတ်နော်တန်းငယ်မှန်ပြီဆိုရင် ထိုင်စင်းနောက်ပိတ်ကဆွတ်နေတာအဲ့လိုမျိုးသဘောကျတယ်နော် ။ဟောမျိုးတန်းငယ်ကကျွန်တော်ရဲ့ကွေးမတွေအားလုံးသဘောကျတာနော်။ထိတ်စိနောက်ဘိတ်လေးကိုဘယ်သဘောကျတယ်။လုံးမဆိုင်တွေတိတ်သဘောမကျအောင်တန်းငယ်ထိတ်စိနောက်ဘိတ်ကိုထိတ်ဆိုတိတ်ဘိတ်ဆိုဘိတ်ထိတ်ဆိုတိတ်အပိတ်ဆိုအပိတ်နဲ့တကွာကောင်းနေဒဲတွေအားလားတွေကိုပဲသဘောကျတယ်။လုံးမိုင်တွေကိုတိတ်ပြီးတော့သဘောကမကျအောင်ဒါမှန်တရားကိုမှန်တိုင်းပြောပြပေးတာနော်။ညနေကတော့90ချောင်းထွက်တယ်။ဒီရဆိုမနက်ဖြန်တန်းငယ်တို့ဒီ စိုက်ရင်သွားမယ်စိုက်ငယ်ရတော့ဒီစိုက်ကတော့ဒါပထမဦးဆုံး6နှစ်အောင်မြင်တဲ့စိုက်ကိုအရင်ဆုံးသွားပြပေးမယ်နော်60နှစ်အောင်မြင်တဲ့စိုက်ကိုအရင်ဆုံးသွားပြပေးမယ်အားလုံးတစ်ချက်လိုက်ကြည့်ပေါ့ဗျာခဲ့ဒါစီကျွန်တော်ရဲ့ကိုယ်ပိုင်စတင်ပြီးသွားလိုက်ကြရအောင်နော်ချောင်းချင်ပြီးကျွန်တော်ရဲ့စတင်ပြီးသွားလိုက်ကြရအောင်68ဒီကျွန်တော်ရဲ့ခွေမကြီးတို့နှလုံးပေါင်းချင်း၄ဘူးကကျွန်တော်တို့၄ထိန်းနဲ့ 6644 86နဲ့ပေါင်းတော့4 4နဲ့4နဲ့ပေါင်းတော့8လို့ရတယ်။နောက်7ဘဝတီ3 8 3ဒီထိစီဒါသူ့ပုံမြင်မာတွေကအောင်မြင်ခဲ့တဲ့ site ပေါ့နော်။ဒီ60နဲ့အောင်မြင်တဲ့ site 8 3ထိကို8ထိနဲ့86ဆိုတဲ့4 break ထွက်တယ်။8ထိနဲ့86ဆိုတဲ့4 break ဆက်တော့မယ်။အားလုံးပဲမင်္ဂလာညချမ်းပါ။တန်ငယ် live show နဲ့အားလုံးကို မင်္ဂလာပါလို့နှုတ်ဆက်ပါတယ်အားလုံးပဲနော် Facebook အကိုတွေမတွေရော YouTube အကိုတွေမတွေအားလုံးလည်းနော်တန်ငယ်ရဲ့ဒီ channel လေးကိုနော် YouTube channel လေးကိုအပိတဲ့အတွက်ကျေးဇူးတင်တယ်အားလုံးကများမြင်များတွေ့များပေါ့တယောက်တစ်ချက်တယောက်တစ်လက်ဝိုင်းဝန်းပြီးတော့ share ချင်းဖြစ်တော့ကိုညီပေးအကိုတွေမတွေတန်ငယ်ကိုအောင်မြင်အောင်ကိုညီပေးတဲ့တန်ငယ်ကောင်းဆုံးစူးစမ်းပေးတယ်ကိုညီမရဲ့ဘက်ကလည်းတယောက်တစ်ချက်တယောက်တစ်လက်ဝိုင်းဝန်းပြီးတော့ share ချင်းဖြစ်တော့အားလုံးပဲကိုညီပေးစေချင်တယ်နော်အများမြင်နဲ့အများတွေ့တဲ့အများပေါ့အောင်မနေ့ဖြစ်ကျွန်တော်တို့ ဆန္ဒနာရီတမိနစ်နော်မနက်ဖြန်တောက်ကြနေဆန္ဒနာရီတမိနစ်မှာအများကြီးများတွေ့အများပေါအောင်တယောက်တစ်ချက်တယောက်တစ်လက်ဝိုင်းအောင်ပြီး share ပေးထားပါ73လိုက်ကို73နဲ့86 86ဒီကျွန်တော်တို့6ပါပိတ်55ဒီသူတို့နှလုံးပေါင်းခြင်းနော်5 4 6 5နဲ့4နဲ့ပေါင်းတော့9 9နဲ့6နဲ့ပေါင်းတော့5လို့ရတယ်5ပါဝါဒီ3ညပါ5 3ညဒီထိုက်စီလို့ရမှာချင်းရလဲကြိုက်တယ်နော် ငါးသုံးညထိတ်ကိုသုံးညထိတ်နဲ့သုံးညလေးဆိုပြီးထွက်တယ်။ရှစ်သုံးထိတ်ကိုရှစ်ထိတ်နဲ့86ငါးသုံးညထိတ်ကိုသုံးညထိတ်နဲ့သုံးညလေးအပေါ်နီးမူတိုင်း80တိကျွန်တော်ရဲ့ပြမာရီသူနှလုံးပေါင်းခြင်းသုံးညလေးကလေးပိတ်နဲ့သုံးညခွန်လေးသုံးညနဲ့ခွန်နဲ့ပေါင်းတော့ခွန်ခွန်နဲ့လေးနဲ့ပေါင်းတော့တက်လို့ရတယ်။တည့်ရဲ့ပါဝါဒီ6တက်6ဒီကျွန်တော်ရဲ့ပြမာရီထိတ်စီးလို့ပြတယ်။ဟုတ်ကဲ့နော်ညာတယ် တင်း6ထိပ်ကို6ထိပ်နဲ့60နှစ်ဆိုပြီးထွက်တယ်။ဒါဆိုရင်မနေ့ပြန်7နာရီ10မိနစ်မှာဒီ6နှစ်အောင်မြင်တဲ့ site အမူအရပြန်ကြည့်မယ်ဆိုရင်ထိတ်စီးရတဲ့80ရှိသည်ကျွန်တော်ရဲ့ကူမိုင်သူတို့နှလုံးပေါင်းခြင်းဖြစ်ပြီးတော့60နှစ်ကနှင်းပိတ်ပါတဲ့ရှစ်ခွန်နှစ်ရှင်းတဲ့ခွန်ရဲ့ပေါင်းတော့ငါရှစ်ကေခွန်ရဲ့ပေါင်းတော့ငါငါးနဲ့နှစ်နဲ့ပေါင်းတော့ခွန်လို့ရတယ်နော်ခွန်ကိုပါဝါခေါ်တော့နှစ်ခွန်နှစ်ဒီကျွန်တော်ရဲ့ကူမိုင်မနေ့ပြန်7နှစ်နေ10မိနစ်မှာတန်းရဲ့တို့ထိတ်စီးအဖြစ်ခြင်လုံးရမှာဖြစ်တယ် ခုနှစ်ကိုမနက်ပြန်7:00နာရီတမနေ့မှာတန်းငယ်တို့ထိပ်စီးအဖြစ်ဂိုင်းသုံးရမှာဖြစ်ပါတယ်တဲ့ဟုတ်ပြီနော်အဲ့ဒီခုနှစ်တကယ်လို့60နှစ်အောင်မြင်တဲ့စိုက်မှုရပြန်ကြည့်တာထိပ်စီးကခုနှစ်ထိပ်လို့ပြန်ပေးတယ်နောက်မှာဆက်ပြီးတော့ကျွန်တော်ရဲ့ကိုမကြီးအတိုင်းထက်လုံပေါ့နော်နောက်မှာကျွန်တော်ရဲ့ကိုမကြီးဆက်ပြီးမယ်ဆိုရင်တော့အတိုင်းထက်လုံအရန်ကောင်းတဲ့စိုက်ကလေးဖြစ်မှာပေါ့ကဲပေးပါစီပဲဆူတောင်းနေပြနော်ပေးပါစီပဲကျွန်တော်ရဲ့ကိုမကြီးဆူတောင်းရအောင်ပါပဲနော်ပေးပါစီပဲကျွန်တော်ရဲ့ကိုမကြီးအားလုံးပဲဆူတောင်းရအောင်ပါပဲ ကဲဆက်သွားမယ်ဒါဆိုရင်နောက်ပိတ်တစ်ချက်ဆက်သွားမယ်နော်ထိုင်စီကခွန်နှစ်ထိတ်လို့ရပြီအဲ့ဆိုနောက်ပိတ်တစ်ချက်သွားမယ်ဗျနောက်ပိတ်လေးကကျွန်တော်ရုပ်မာကြီးဒီလိုလာမယ်686ထိတ်ဟုတ်ပြီနော်55 9ပိတ်83ညာပိတ်တဲ့653ညာ6နဲ့9နဲ့ပေါင်းတော့1 1နဲ့3ညာနဲ့ပေါင်းတော့1လို့ပဲရမယ်တစ်ကိုကျွန်တော်ရုပ်မာကြီးပါဝါခေါ်တော့6တဲ့16တိကိုနက်ခတ်ခေါ်တော့8ပါ168တိအပိတ်လို့ရတယ် 60နှစ်အောင်မြင်တဲ့ site အမှုကိုရပြန်ပြပေးနေတာဖြစ်ပါတယ်။ရှင်းသုံးတိုက်စီ168အပိတ်ကို168အပိတ်ကိုဘာထွက်လဲ86ဆိုပြီးထွက်တယ်။ဆက်သွားမယ်။55သည်4ထိပ်ပါ83ညအပိတ်86က8အပိတ်နဲ့43ညရှိ43ညနဲ့ပေါင်းတော့44နဲ့8နဲ့ပေါင်းတော့နှစ်လို့ရမယ်။နှစ်ကိုကျွန်တော်တို့ပါဝါခေါ်မယ်ခုနှစ်နှစ်ကိုနက်ခတ်ခေါ်မယ်လေးနှစ်ခုလေးဒီကျွန်တော်ရေပြမာဒီအပိတ်အဖြစ် ပြမယ်နော်ဒါဆိုရင်ငါတို့ညဒိစီ204ဘိတ်ကို3ညဒိစီ4ဘိတ်နဲ့3ည4ဆိုပြီးတော့ဒီမှာ73ဒိစီ168ဘိတ်ကို86ဆိုပြီးဒဲထွက်တယ်ရေးပေးမယ်ပုံမှန်ရေးပေးနေကြရအောင်မယ်86ဒဲပါတဲ့ဒီမှာငါတို့ညဒိစီ204အပိတ်ကိုတဲ့3ညဒိစီ4ဘိတ်နဲ့3ည4ဒဲပါတဲ့ဆက်သွားမယ်ဆိုရင်ね ုနစေဒီတုံညာအပိတ်88ရှိအပိတ်30ခွန်ခွန်အပိတ်နဲ့ခွန်ရှိခွန်ခွန်ရရှိရဲ့ဘောင်းတော့ငါးငါးနဲ့ခွန်နဲ့ဘောင်းတော့နှစ်လို့ရပါမယ်နှစ်ပါဝါဒီကျွန်တော်ကမှများခွန်နှစ်ရဲ့နှက်ခက်ဒီလေးနှစ်ခွန်လေးဒီအပိတ်အဖြစ်ပြရပါမယ်ဟောဒါဆိုရင်တချောက်ဒိစီနှစ်ခွန်လေးအပိတ်ဒါမနက်ကအောင်မြင်ခဲ့တာပေါ့နော်တချောက်ဒိစီနှစ်ခွန်လေးအပိတ်ကို6ဒိစီနှစ်အပိတ်နဲ့60နှစ်ဆိုပြီးထွက်ပါတယ် အပေးနေပါတယ်ညီတယ်ဟုတ်ကဲ့ပါကိုကြီးမမြင်မတွေ့ရအောင်ချာပြီနော်ကိုအောင်ကောင်းမြတ်သွားတော့အမြဲတမ်းအားပေးတဲ့သူပါမတွေ့ရအောင်ချာပြီဗျာနော်တချောက်ဒိစီလိုက်ရှိုးမှမတွေ့ရအောင်ချာပြီလို့ပြောတာပါတချောက်ဒိစီနှစ်ခွန်လေးပိတ်ကို6ဒိစီနှစ်ရပိတ်နဲ့60နှစ်ဆိုပြီးဒဲထွက်တယ်ဒါဆိုရင်မနေ့ပြန်မှာဆက်ပေးမယ်ဆိုရင်တဲ့6နှစ်အောင်မြင်တဲ့ site အမှုရဆက်ပေးမယ်ဆိုရင်မနေ့ပြန်မှာသူက88ခွန်ထိပ်ပါတဲ့30ခွန်ခွန်ပိတ်96က6အပိတ်နဲ့ ခွန်ခွန်6ခွန်နဲ့ခွန်နဲ့ပေါင်းတော့၄၄နဲ့ချောင်းနဲ့ပေါင်းတော့3ညလို့ရတယ်3ညပါဝါတီ5ပါတဲ့3ညကိုနက်ခတ်ခေါ်တော့3ညရဲ့နက်ခတ်တီခွန်ပါ3ည5ခွန်အပိတ်လို့ရမယ်ဒါဆိုထိတ်စီက9ထိတ်အပိတ်က3ည5ခွန်အပိတ်ပေါ့ဘာထွက်မလဲ9ထိတ်3ည5ခွန်အပိတ်ကိုနက်ပြန်နော် 60နှစ်အောင်မြင်တဲ့ဆိုင်မူရကြည့်မယ်ဆိုရင်ခုနှစ်ထိပ်ကို35ခုအပိတ်လို့ရပါတယ်တဲ့မနေ့ပြန်12နာရီတမိနစ်မှာကျွန်တော်ရဲ့ဂွေးမာတွေဒီဆိုင်လေးရဆက်ပြီးမယ်ဆိုရင်တော့တော်တော်လေးကိုကောင်းမွန်တယ်ပေါ့နော်အမေသားငယ်မသေးချာမရေရာမှာဆိုလို့ထိပ်စည်းလေးတော့ထက်ရှာထားသေးတယ်ဗျာနော်ထိပ်စည်းလေးတော့ကျွန်တော်ကိုမှမြန်ထက်ရှာထားသေးတယ်နော်ထိပ်စည်းလေးတော့ကျွန်တော်ရဲ့ဂွေးမာတွေထက်ရှာထားသေးတယ်အထိပ်စည်းဆိုင်လေးတစ်ချက်ကြည့်ပေးသွားနော်တိုင်းနေတဲ့ဂွေးမာတွေယူသုံးလို့ရအောင်ထိပ်စည်းဆိုင်လေးတစ်ချက်ကြည့်ပေးသွား ထိတ်စည်းဆိုင်လေးတစ်ချက်ကြည့်ပေးသွားနော်68ဒီ6ထိတ်တဲ့63ညာပိတ်90ထိတ်နဲ့63ညာခွန်6နဲ့3ညာနဲ့ဘောင်းတော့6 6နဲ့9နဲ့ဘောင်းတော့3နဲ့3ပါဝါဒီ8 38ထိတ်ပါတဲ့38ထိတ်ကို8ထိတ်နဲ့86ဆက်သွားမယ်4ဘူး4ပိတ်တဲ့ဟုတ်ပြီနော် 45လေးထိတ်88ကခွန်ထိတ်နဲ့44ခွန်4နဲ့4နဲ့ပေါင်းတော့8 8နဲ့9နဲ့ပေါင်းတော့9လို့ရမယ်9ပါဝါက3ည9တညဒီထိတ်စီလို့ထပ်ပြရမယ်9တညထိတ်ကို3ညထိတ်နဲ့3ည4ဆိုပြီးထပ်မယ် မတော်ညာထိုက်ကိုတောင်ညာထိုက်နဲ့တောင်ညာလေးဆိုပြီးတော့ဆက်သွားမယ်86ဒီကျွန်တော်တို့6ပိတ်ပါ80ခွန်ထိုက်30ခွန်က3ထိုက်နဲ့6ခွန်63ခွန်နဲ့6နဲ့ပေါင်းတော့3 3နဲ့3နဲ့ပေါင်းတော့6လို့ရမယ်6ပါဝါတီ1ပါ6တီထိုက်စီလို့ပြရမယ်နော်6တီထိုက်ကိုပါတော့လေ6ထိုက်နဲ့60နှစ်ဆိုပြီးတော့မယ်ဒါဆိုရင်မနေ့ပြန်7နှစ်နာရီတမောကသူကကန်ပေးလို့ဆက်ရမယ်ဆိုရင်3ညာလေး4ရပိတ် 90ရေခွန်ထိပ်96က6ထိပ်နဲ့4ခွန်6 4ခွန်နဲ့ပေါင်းတော့1 1နဲ့6နဲ့ပေါင်းတော့3ညလို့ရပါမယ်3ညပါဝါသည်5 3ည5သည်ထိပ်စီးလို့မနေ့ပြန်7နှစ်နေဒီမနေ့မှာသူကအဲ့လိုလေးနဲ့ပြရတယ်နော်3ည5ထိပ်စီးအဖြစ်လဲသူကပြထားတယ်3ည5ထိပ်ကျွန်တော်ကူမကြီးထပ်ပြီးတော့ရရပေါ့နော်3ည5ထိပ်3ည5ခွန်အပိတ်ခွန်နှစ်ထိပ်အဲ့လိုလေးရရတယ်ပြဒါဆိုမနေ့ပြန်7နှစ်နေဒီမင်းတို့ကကဏန်းထုတ်ပဲပြော အလုံးမဲ့တခုပြောချင်တဲ့တန်းငယ်မန်ပါမခေါ်သေးပါဘူးအဖွဲ့ဝင်ကြီးလည်းမတောင်းသေးပါဘူးဖွဲ့ဝင်ကြီးလည်းမတတ်မှတ်တာသေးဘူးပောက်ဝေးဘလောက်ရေလည်းတတ်မှတ်ထားခြင်းမရှိဘူးအတိကပြောချင်တာဖုံးဆက်ပြီးလည်းမပေးပါဘူးဖုံးဆက်ပြီးပတ်သီးတွေပေးနေရလဲတန်းငယ်မဟုတ်ပါဘူးတန်းငယ်နာမည်နဲ့ဖုံးဆက်ရွေးတော်၎င်းပတ်သီးပေးပြီးရွေးတော်၎င်းပေးပြီးဆိုရင်တန်းငယ်လုံးဝမဟုတ်ပါဘူးနော်တန်းငယ်တန်းငယ်ဆိုပြီးတော့ကျွန်တော်ရဲ့ဂွေမာတွေဖုံးဆက်ပြီးလက်ပြီးတယ်ပတ်သီးတွေလက်ပြီးတယ်အဲ့ဒါတန်းငယ်မဟုတ်ဘူးကြိုပြောလိုက်မယ်နော်ခဏခဏပြောနေရတယ်ပြဿနာနော်ဟိုနောက်ပြီးတော့လည်း မနက်ကဆိုရင်လည်းတယောက်ပေါ့နော်ကိုပတ်ဒီပခိုင်းပြီးတော့တယ်ဟိုမနက်ပိုင်းကမနက်ပိုင်းက60နေတော့ကျွန်တော်တစ်ခါမှကိုပတ်ဒီမပခိုင်းအောင်လိုက်ရှိုးပေါ်မှာတော့ပတ်ဒီမထုတ်တာဗျာလိုက်ရှိုးပေါ်မှာတော့ပတ်ဒီမထုတ်တဲ့ဟာကိုကျွန်တော်ကဘသူ့ကိုပတ်ဒီပေးရမှာပတ်ဒီလာတော့နေသူတယောက်မှမပေးဘူးပတ်ဒီပတ်ကျင်တယ်ကိုသားငယ်ကြီးဘာပတ်ရမလဲကျွန်တော်ပတ်ဒီမပေးဘူးကြိုက်နေတဲ့အပတ်ကျွန်တော်စင်ပြတဲ့ရွေးပဲကျွန်တော်ကတော့ပတ်တိမပေးဘူးအဲ့လိုပဲပြောတာဒါကြောင့်မလို့ပတ်တိပေးတာတို့ဆိုရင်တန်းငယ်မဟုတ်ဘူး ဖုန်းဆက်ပြီးတော့ခဏန်းပေးတယ်ဆိုရင်တန်းငယ်မဟုတ်ဘူးတန်းငယ်ဖုန်းဆက်ဖို့အချိန်မရဘူးเนาะတန်းငယ်မှာလုပ်ရရမ်းများကရဒေမနေ့ပြန်7နာရီ10မိနစ်မှာကျွန်တော်ရဲ့ကိုရမရဲ့အားလုံးပဲတန်းငယ်စေတနာနဲ့သာကူညီတယ်ပောက်ရင်တော့စေတနာကြီးမုတ်ဖိုးလေးတော့လွှဲကြဘလောက်ဘဝလွှဲပါလို့မပြောဘူးเนาะဘလောက်ဘဝလွှဲပါလို့တော့မပြောဘူးပောက်ရင်စေတနာရှိသလောက်စေတနာကြီးမုတ်ဖိုးလေးတော့လွှဲကြမနေ့ကတော့60နှစ်ကို live show ထဲမှာတက်ကျွန်တော်ရဲ့ကိုရမရဲ့အောင်မြင်ထားတယ် နော်ပေးတဲ့တဲ့ပါတယ်လို့တန်းငယ်မပြောပါဘူးနော်လိုက်ရှုထဲမှာတဲအောင်မြင်ထားတယ်ကျွန်တော်ကောင်မောင်များအားလုံးပဲနော်နော်သိတဲ့သူတွေသိမယ်မသိတဲ့သူတွေလည်းမသိဘူးမနေ့ပိုင်း7နာရီတုန်းကကံကောင်းထောင်းမှဆိုပြင်အပိတ်နေ7နာရီတမင်းနဲ့မှာအကောင်းဆုံးစူးစမ်းပြီးအော်နှက်ကွက်ရှာပေးမယ်ဗရိတ်ချုပ်ပေးမယ်ဗရိတ်ချုပ်ပြီးအော်နှက်ကွက်ရွေးထုတ်ပေးမယ်လိုချင်တဲ့အကူဒီမားတွေဒီဘောနံပါတ်669 293နော်398ကိုကျွန်တော်ရဲ့ဂွေမိုင်းအားလုံးဟိုင်းထားပါ တကယ်ဘယ်ရဟန်းရမလဲဆိုရင်တော့အများတန်းပြောနေကြတိုင်းပဲ message message viber စင်ပြေတာကဟိုင်းနော် message viber ကျွန်တော်ကောင်မများစင်ပြေတာကလားဟိုင်းချဒီဘုန်းနံပါတ်669293398ကို669293398ကို message viber စင်ပြေတာကတော့ ဟန်းကြပါပေါ့ရင်စေတနာရှိသလောက်စေတနာကြီးမုတ်ဖိုးလေးတော့လွှဲကြဟုတ်ပြီနော်အော်နှစ်ခွက်ဗရိတ်ချုပ်ပြီးတော့တောက်ကြနေမနက်7:00နာရီတမနစ်မှာအကောင်းဆုံးရွေးချယ်ပေးပါမယ်ခဏထုတ်မယ်နော် အဲ့ဒါလေးရမိန်ခွက်လေးနော်85ခွန်ဘူး2ခွန်3နော်အခုကျရင်3နေပါလေဆိုတိုင်ပတ်ငါဒီဘုံကိုပိတ်တာပဲမြေအပူကြရင်တော့ညာဘူးတူထဲလိုက်နော်